ဒီနေ့မျှဝေပေးချင်တာကတော့ bank statement အကြောင်းဖြစ်ပါတယ် bank statement ကိုကိုကပြတော့မယ်ဆိုလို့ရှိရင်ချို့တွေကမေးကြတယ် bank statement ကိုသွားခံပြီးတော့မှငွေတခါတည်းပြလို့ရလားဘာဖြစ်လို့လဲဆိုတော့ bank ထဲမှာပတ်စံကိုမစုထားခြင်းလို့လို့ပြောကြတယ် ဒီမိကုံးကိုပြန်ဖြေရမယ်ဆိုလို့ရှိရင်တော့ဒီ bank statement ကကိုယ့်ထဲကိုရုပ်တရက်များ3900 3000ကဒီတလမှာသွားကန်ဒီလမှာမှာ statement နဲ့ထည့်တယ်ဆိုလို့ရှိရင်ကိုကဒီပတ်စံကဘယ်ကနေရလဲဆိုတာကိုကျမတို့ justification ပြဖို့လိုပါတယ် justification ကိုဘယ်လိုပြနိုင်ဆိုရင်ကျမ post ထဲမှာတင်ထားသလိုပဲဒီဝင်ငွေကအင်ရောက်လို့ရခဲ့တာလားငွေရခဲ့တာလား ို့မဟုတ်လုပ်ငန်းကိုင်ငံတစ်ခုခုကအမြင့်တွေအများကြီးရခဲ့တာလားကားရောင်းခဲ့လို့ရခဲ့တာလားဒါတွေကိုကျမတို့ကသက်သေအနေနဲ့တွဲပြီးတော့တင်ပြရပါတယ်ဒီဟာတွေမပင်တင်ပြဘဲနဲ့ကိုယ့်ဘဏ်တွေကိုသိန်း900တထောင်ကရုတ်တရက်ကြီးရောက်လာတယ်ဆိုလို့ရှိရင်ဝင်ငွေပေါ့နော်လစာဝင်ငွေလည်းမဟုတ်ဘူးလုပ်ငန်းလက်ပတ်တဲ့ဝင်ငွေလည်းမဟုတ်ဘဲနဲ့ဒီလိုမျိုးရုပ်တရက်ရောက်လာတဲ့ဝင်ငွေတွေကိုဆိုလို့ရှိရင်ကျမတို့ကသူ့ကိုဘာကြောင့်ရောက်လာတယ်ဆိုတာကို additionally ဖော်ပြပြီးတော့ကျမတို့ဆက်လက်ပြီးတော့စီစဉ်ဆောင်ရွက်ပါတယ်ဒါကတော့ကိုဟာဒီငွေ ွေစင်းကိုအခုမှခီးသွွားကန်ဒီမှာထည့်တဲ့သူတွေအတွက်ကိုကျွန်တော်တို့ additionally လိုအပ်တဲ့လိုအပ်ချက်လေးတစ်ခုဖြစ်ပါတယ်အလုံးမဲ့အစဉ်ပြေပြေနဲ့ခီးတွေကိုစီမံဆောင်ရွက်နိုင်ကြပါစေအကယ်၍သိချင်တာရှိတယ်ဆိုလို့ရှင်ねဒီဗီဒီယိုလေးရအောင်မှာ comment ထားခဲ့လို့ရပါတယ်ရှင် bye bye